တမာကျန်းစာထဲမှာဖားလိုက်တဲ့အခါခေါင်းထဲမှာမိခွန်းတွေအများကြီးထွက်လာစေတဲ့ကြမ်းပိုက်တစ်ချို့ရှိပါတယ်။ဒီနေ့မှာတော့အဲ့ဒီထဲမှာတမာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကြမ်းပိုက်တစ်ခုရဲ့ဆိုလိုရင်းကိုအတူတူလေ့လာကြည့်ကြရအောင်။ဒီနေ့ရဲ့အထူးအကြောင်းအရာကတော့ဒီကြမ်းပွဲလေးပါပဲ။ငါတို့ဒီကောင်းကင်တမန်တို့ကိုပင်တရားစီရင်မိကိုတင်တို့မသိကြသလား။ဟုတ်ပါတယ်။လူသားတွေကကောင်းကင်တမန်လေးကိုတရားစီရင်မယ်။ဒီစကားကဘလို့အတိတ်ပဲမျိုးကိုစောင့်နေလာလဲ။ကဲ။ ဒီချမ်းပတ်ရဲ့အသေးပဲဖွင့်ဆိုခြင်းမျိုးမျိုးကိုမလေးလာခင်မှာပေါ့နော်။တရားစင်ကြီးနဲ့ပတ်သက်ပြီးလုံးဝချိုးဖောက်လို့မရတဲ့အခြေခံအစုံနေရာမတစ်ခုကိုအရင်ဆုံးသဘောတူချဖို့လိုပါရဲ့။ဒီနေရာမှာတရားစီရင်ခြင်းဆိုတာပါလဲလို့မေးစရာရှိလာပါတဲ့။စံစာရရှင်ရှုလီပါပဲ။အဆုံးဆုံးတရားစီရင်ပိုင်ခွင့်အာနာဟာယေရှုခရစ်တော်တပါးတည်းမှာပဲရှိပါတယ်။ကိုရောရဲ့စီရင်ချက်ကနောက်ဆုံးအဖြစ်ဖြစ်ပြီးဘယ်သူမှပြောင်းလဲလို့မရပါဘူး။ဆိုတော့အဲ့ဒီအချက်ကဘာကိုဆိုလိုတယ်လဲဆိုရင်ဘယ်ဖန်ဆင်းခံကမှာ တန်ရှင်းထူတွေအပါဝင်ပေါ့ဖန်ဆင်းရှင်ရဲ့အစုံးဖြတ်ကိုပယ်ဖြတ်ပိုင်ခွင့်မရှိဘူးဆိုတာပါပဲသူတို့ရဲ့အခန်းကဏ္ဍဟာအစုံးဖြတ်ပဲပေါ့မဟုတ်ဘူးဆိုတာကိုဒီနေရာမှာကအတိအလင်းပြနေပါတယ်ဒီချက်ကိုစိတ်ထဲမှာဆွဲဆဲမြဲမြဲမှတ်ထားဖို့လိုပါတယ်ကဲဒီအခြေခံမူကိုစိတ်ထဲမှာထားပြီးကောင်အစကပြောခဲ့တဲ့ဂျမ်းပိုက်ကိုရှင်းပြတယ်အဓိကအမြင်နှစ်ခုကိုလေ့လာကြည့်ကြရအောင်ဒီအမြင်နှစ်ခုကတစ်ခုနဲ့တစ်ခုတော်တော်လေးကွာခြားပါတယ် သူတို့ကဒီအကြောင်းအရာကိုဘလို့မတူနေရဲ့ရှစ်ထောင်းတွေကနေချင်းကတ်ထားလဲဆိုတာကြည့်ကြရအောင်ပါပထမဆုံးဒီပြဖွင့်ဆိုချက်ကိုအရင်ကြည့်ကြရအောင်ဒီမြန်ရတော့တန်ရှင်းသူတွေရဲ့အခန်းကဏ္ဍဟာတည်ကြတဲ့အချိန်ကာလတစ်ခုအတွင်းမှာပဲလှုပ်ဆောင်ရတဲ့တက်ရိုက်ကူညီသူတွေဖြစ်ရှုမြင်ပါတယ်ဒီအသေးပဲဖွင့်ဆိုချက်ရဲ့အဓိကခေါ်နှံကိုဒီကိုးကားချက်ကဖော်ပြနေပါတယ်ဆိုလိုရင်းကတော့ရှင်းရှင်းလေးပါသူတို့ရဲ့အခန်းကဏ္ဍဟာသခင်ယေရှုကိုကိုယ်ညီဖို့တတ်တတ်ပဲဖြစ်ပြီးအဲ့ဒီထာမပေါ်ဘူး ရောလမ်းမရော့ဘူးဆိုတဲ့သဘောပါပဲဒီမင်မှာတော့တရားစီရင်တဲ့ဖြစ်စဉ်ကိုအဆင့်လေးဆင့်နဲ့ရှင်းလင်းစွာဖော်ပြထားရတယ်။ပထမဆုံးတန်ရှင်းသူတွေဟာကောင်းငင်တက်မတော်ရဲ့အစ်စ်ပိုင်းဖြစ်လာမယ်။ပြီးရင်တားရဲ့အစ်စ်တက်ကိုအနိုင်ယူရမှာယေရှုကိုကူညီမယ်။ပြီးတော့စာတန်ရဲ့နောင်လိုက်တွေကိုချုံနောင်ကမှာကူညီမယ်။အဲ့ဒီလုပ်တွေပြီးတာနဲ့သူတို့ရဲ့တရားစီရင်ခြင်းအခန်းကဏ္ဍဟာလည်းပြီးဆုံးသွားပြီ။ဒါပါပဲ။ဒီအငင်ကိုထောက်ခံရကျမ်းစာအထောက်အထားတွေလည်းရှိပါသေးတယ်။ ဥပမာဆယ်လန်ကျမ်းမှထန်ရှင်းသူတွေကသွားနှုတ်ဖက်ပါတော့တာကိုကင်ဆောင်ပြီးတရားစီရင်မှုကိုအကောင်းအထက်ဖော်တယ်လို့ဖော်ပြထားတယ်။ဗျာဒီကျမ်းမှလည်းခေါင်းကင်တက်မတော်တွေကယေရှုနောက်ကိုလိုက်ပြီးတန်လန်တာနဲ့အုပ်ဆိုးခွင့်ရမယ်လို့ဆိုထားတာတွေကသူတို့ရဲ့တက်ကြွတဲ့အခန်းကဏ္ဍကိုညှင်းဆုံနေပါတယ်။ဒီထမအမြင်ကဒုတိယအမြင်ကိုစင်ခေါ်တဲ့အရေးကြီးတဲ့အမြင်ခွန်တို့ခုမေးလာပါတယ်။စဉ်းစားကြည့်ပါ။ကြောက်ဆုံးသွားတဲ့ကောင်းကင်နမနဲ့ကခြုံနှောင်ခံထားရပြီးသားဆိုရင်တန်ရှင်းသူတွေကသူတို့ကိုဘယ်လိုဆက်ပြီးတရားရှိနိုင်ဦးမှာလဲ။အလုတ်ကပြီးသွားရင်မဟုတ်ဘူးလား။ ဒါကဒီမီရအဆုံးသက်တဲ့ဘောကိုပို့ပြီးခိုင်မာစေပါလေ။ကဲအခုဒုတိယမြောက်အဒီပေဖွင့်ဆိုချက်ကိုဆက်ကြည့်ရအောင်။ပထမအမြင်နဲ့လုံးဝမတူပဲ။ဒီအမြင်ကတော့တန်ဆင်းသူတွေရဲ့အခန်းကဏ္ဍဟာအချိန်ကာလတစ်ခုတည်းနဲ့မပြီးပဲပိုကျေပြန့်ပြီးရှေ့ကြတဲ့တာဝန်တစ်ခုဖြစ်တင်ပြထားပါတယ်။ ီမင်မာတော့တရားစီရင်ခြင်းဆိုတာဟာစစ်တိုက်တလို့တချိန်တည်းနဲ့ပြည်တဲ့ကိစ္စမဟုတ်ပါဘူး။ဒါဟာကုညီချင်းထအများကြီးပို့ပါရဲ့။တရားခွင်မှာအမှုစစ်တလို့အမှန်တရားကိုဖော်ထုတ်ဖို့အတွက်အထောက်အထားတွေကိုစေစေစစ်စစ်စုံစမ်းစစ်ဆေးတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ရှိမြင်ပါရဲ့။ဒီအမိရဲ့အချိန်စရာကအများကြီးပို့ရှည်လာပါတယ်။အစပိုင်းတော့အတူတူပါပဲ။တန်ရှင်းသူတွေကကြဆုံတဲ့ကောင်းကင်တမန်တွေကိုချုံနောင်ရမှာကုညီမယ်။ဒါပဲပဲပြီးရင်အနည်းတစ်ထောင်နိုင်မှတော့ကာလာတလျောက်လုံးမှာ နှစ်ပေါင်း6000ကျော်ကသူတို့ရဲ့ဖြစ်မှုတွေအားလုံးကိုစုံစမ်းစစ်ဆေးပြီးမှတ်တမ်းတင်ကြမှာဖြစ်ပါတယ်။ဒီအထောက်အထားတွေကိုနောက်ဆုံးတရားစီရင်ခြင်းမှာတင်ပြဖို့ဖြစ်ပါတယ်။ဒီအမြင်ကိုထောက်ခံတဲ့အဓိကကျမ်းပိုက်တစ်ခုကတော့ဗျာဒိတ်ကျမ်းထဲကစာဆောင်များဖွင့်ထားလျက်ရှိ၏လို့ဆိုထားတာကိုတွေ့ရပါမယ်။ဟုတ်တယ်စာဆောင်များဒီစာဆောင်များဆိုတာဟာအရင် slide မှာပြောခဲ့တယ်လို့တန်ရှင်းသူတွေကအနှစ်တစ်ထောင်လုံးစုဆောင်းထားတဲ့စုံစမ်းစစ်ဆေးမှုမှတ်တမ်းတွေဖြစ်နိုင်မလား။ဒီလိုစုံစမ်းစစ်ဆေးရတဲ့အဓိကရည်ရွယ်ချက်ကပါလဲ။ အဓိကကတော့မကောင်းမှုရဲ့တည်တည်အထောက်အထားတွေကိုဘယ်သူမှမြင်လို့မရအောင်ရှင်းရှင်းလင်းလင်းဖြည့်ဆည်းဖို့ပါ။နောက်ဆုံးတရားစီရင်ခြင်းဟာဘလောက်ကြောင့်များတာတယ်ဆိုတာကိုဖန်ဆင်းခံအလုံးမျှဝါထင်ထင်မြင်သာအောင်လုပ်တာပါ။ဖျားသခင်ကဖန်ဆင်းခံလေးဖြစ်တဲ့တန်ရှင်သူတွေကိုအသုံးပြုပြီးတခြားဖန်ဆင်းခံတွေကိုမြင့်မြတ်တဲ့တရားမျှတမှုကိုနားလည်အောင်ကူညီပေးတဲ့သဘောပါပဲ။ဒီတော့ဒီအချောင်းရကဘကြောင့်ဒီလောက်အရေးကြီးရတာလဲ။ဒီလုံငန်းစင်ရဲ့နောက်ွယ်ကပိုနှဆိုင်တဲ့ရည်ရချက်ကဘာဖြစ်မလဲ။ ဒီဒုတိယအမြင်ရဲ့အရေးကြီးဆုံးဘာသာရေးဆိုင်ရာအနှစ်သာရကို အခုစပီးလေ့လာကြည့်ကြပါမယ်။ဒီအမြင်ရဲ့အဆိုကအာကောင်းစေတဲ့စကားတစ်ခုရှိပါတယ်။နင်းနေတော့ထူဆောင်းနိုင်ပါတယ်။ဖျားသခင်ဒီလူမိုက်များကိုလူမိုက်များမှတစင်နားလဲစေတော်မူ၏။ဒီစကားကဘာကိုဆိုလိုချင်တာလဲ။ဒီစကားရဲ့အသေးပေကဒီလိုပါ။လူသားတွေဒီနေရာမှာတော့လူမိုက်များလို့တင်စားခဲ့တဲ့လူသားတွေဟာအမားလို့တက်ပြီးနားလဲနေစွာအကန့်အသတ်ရှိပါတယ်။ ဒီတော့ဖျားခင်ရဲ့စုံလင်ပြီးအကန့်အသတ်မရှိတဲ့တရားစီရင်ခြင်းကိုကျွန်တော်တို့လိုအကန့်အသတ်ရှိတဲ့လူသားတွေကအပြည့်အဝနားလည်ဖို့ဆိုတာမလွယ်ပါဘူး။ဒါကြောင့်ဖျားသခင်ကလူသားအချင်းချင်းစုဆောင်ထားတဲ့တည်တည်အထောက်အထားတွေကိုအသုံးပြုပြီးတရားစီရင်ခြင်းရဲ့မျှတမှုကိုကျွန်တော်တို့နားလည်နိုင်တဲ့ဘာသာစကားနဲ့ဆက်သွယ်ပြသတာဖြစ်ပါတယ်။ဒါဟာအနာလွဲဖြောင်းတဲ့တာမဟုတ်ဘဲဆက်သွယ်ရေးနည်းလမ်းတစ်ခုပါပဲ။တရားမြတ်တမှုဆိုတာလှုပ်ဆောင်ရုံတည်းမကောက်ပဲလူတိုင်းကတန်ရကင်းကင်းနဲ့မြင်သာအောင်လှုပ်ဆောင်ခြင်းဖြစ်ပါတယ် ဒီလုပ်ငန်းစဉ်အောင်လုံးရဲ့အဆုံးရလက်ကတော့ဖျားသခင်ရဲ့တရားစီရင်ခြင်းဟာလုံးဝဥတုံမြတ်တည်းခေါမတ်တဲ့ဆိုတာကိုဖန်ဆင်းခံအားလုံးကဘာတန်တရားမှမရှိဘဲတဏီတညွတ်တီအတိမပြုလက်ခံလာကြမှာဖြစ်ပါတယ်။ဒီအတိတ်ပဲဖွင့်ဆိုချက်နှစ်ခုကိုလေ့လာပြီးတဲ့နောက်မှာတော့ကျွန်တော်ရဲ့ရှင်းလင်းတင်ပြမှုကအဆုံးသက်ကိုရောက်လာပါမည်။နောက်ဆုံးအနေနဲ့အားလုံးကိုစဉ်းစားကြအောင်မြေခုံးတစ်ခုနဲ့ခြံထားခဲ့ခြင်းပါတယ်။ဘယ်ဒီပဲဖွင့်ဆိုချက်ကပူမှန်တယ်လို့ရှင်းတီးဖြစ်စေဒါကကျွန်တော်တို့ကို ပိုကြီးမားတဲ့မေကွန်းတစ်ခုစီတွေ့တော့စေပါရဲ့အဲ့ဒါကတော့ဆက်ချက်ဝလာကြီးတစ်ခုလုံးကိုမြင့်မြတ်တဲ့တရားမြတ်တာမှုကို ဖော်ပြတဲ့ဒီကြီးကျက်ခန္ဓာရဲ့ဇလန်းကြီးတဲမှာလူလားတွေကိုဘလို့အခန်းကဏ္ဍကဏီပါဝင်စေဖို့တတ်မှတ်ထားတယ်လဲဆိုလာပါပဲဒီမေကွန်းနဲ့အတူဒီနေ့ရှင်းလင်းတင်ပြမှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေ